စာချုပ်ကအရေးမကြီးပဲအချက်ကပဲအရေးကြီးလို့ဒုတိယဇနီးကိုတရားဝင်လက်မှတ်မရှိပဲလက်ထပ်ထားတဲ့ထူးချောင်းပြည်သက်မြလုံးမဲမင်္ဂလာပေါင်းဘင်းတော် page လေးကနေကြွဆွလိုက်ပါတယ်အစားတောက်လုပ်ငန်းနဲ့အကျိုးပေးတဲ့ထူးချောင်းကကိုဗစ်ကာလအတွင်းမှာဝက်နံရုံမီးတောက်ဆိုတဲ့ဟင်းပွဲကိုပထမဇနီးနဲ့အတူရောင်းချခဲ့တာပေါ့စားတောက်ဆိုင်လဲဖွင့်ခဲ့ပြီးတလကို3300ကျော်ပိုးတောင်ရောင်းအားရှိတဲ့အထိအောင်မြင်ခဲ့တဲ့ရှင်အရင်နောက်မှာတော့ထူးချောင်းကဝက်နံရုံမီးတောက်လဲမရောင်းဖြစ်တော့ပဲဆိုင်လဲပိတ်လိုက်ပြီးပထမဇနီးနဲ့လဲကွာရှင်းလိုက်ပါတော့တယ်ပထမဇနီးနဲ့ကွာရှင်းပြီးတဲ့နောက်မှာတော့ထူးချောင်းက အသက်23နှစ်กว่าတဲ့ရခိုင်မလေးကိုလက်ထပ်လိုက်တာပေါ့အသက်ငယ်တဲ့မင်းကလေးကိုလက်ထပ်နိုင်လို့အသက်ကြီးတဲ့အမျိုးသားတွေကတော့ထူးခြားကိုပြန်အားကျနေကြရပါတယ်အစားတောက်လုပ်ငန်းကိုသဘောကျတဲ့ထူးခြားကရခိုင်မလေးကိုလက်ထပ်ပြီးရခိုင်စားတောက်ဆိုင်ကိုဖွင့်လှစ်လိုက်တာပေါ့အစားတောက်ကိုဆက်ဝင်စားတဲ့ထူးခြားကပထမဇနီးနဲ့ဝက်နယ်ရုံမိတော့ကိုချက်ရောင်းခဲ့ပို့ပြီးဒုတိယဇနီးရခိုင်မလေးနဲ့လည်းရခိုင်စားစာတွေကိုချက်ရောင်းနေပါတယ် ထူးခြားရဲ့အမျိုးသမီးကရခိုင်တိုင်းရင်းသူလေးတယောက်ဖြစ်ပြီးသူ့ထက်အသက်များစွာကွာခြားတာရှင်။သမီးအရွယ်လေးကိုလက်ထပ်ထားရဆိုပြီးဝေဖန်ကြပေမဲ့သူတို့နှစ်ယောက်ကအခုထက်ထိတရားဝင်လက်မှတ်မထိုးရသေးပါဘူး။ထူးခြားကရခိုင်မလေးနဲ့ပတ်သက်ပြီးတဲ့နောက်မှာစားသောက်ဆိုင်လုပ်ငန်းကလည်းအဆင်ပြေလာခဲ့ရှင်။သူတို့နှစ်ယောက်ကိုမင်္ဂလာပွဲမချင်းပါသေးဘူးလားလို့မေးကြပေမဲ့နှစ်ယောက်လုံးကတော့မင်္ဂလာဆောင်တာထက်ငွေကိုပဲပိုသဘောကျနေပါတယ်။စာချုပ်မှာလက်မှတ်ထိုးပြီးမှကွာရှင်းလိုက်ရတဲ့ဇုံတွဲတွေလည်းရှိပြီးစာချုပ်ကအဓိကမဟုတ်ဘူးလို့ထူးခြားတို့ကလက်ခံထားတာပေါ့။သူတို့နှစ်ယောက်ကမင်္ဂလာလေး ည်းမဆောင်ပေးသလိုစာချုပ်မှလည်းတရားဝင်လက်မှတ်မထိုးဘဲပစိုးတန်းတင်အချင်းလင်းများဖြစ်သွားခဲ့ကြပါတယ်လက်ထပ်ထားတာနှစ်နှစ်ခန့်ရှိပြီဖြစ်ပြီးတရားဝင်လက်ထပ်ဖို့လည်းစိတ်ကူးမရှိကြပါဘူးသမီးအရွယ်လောက်သာရှိတဲ့မိန်းကလေးကိုမင်္ဂလာပွဲနဲ့လှုပ်ပေးတဲ့အပြင်တရားဝင်လည်းလက်မှတ်ထိုးတဲ့လို့မိတ်ဆွေတွေကပြောကြတယ်ရှင် တရားဝင်လက်ထက်ထားတာမဟုတ်တာကယောက်ျားမပေးတာဖြစ်ကြောင်းပြောတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့ထူးခြားရဲ့ဇနီးကတော့သူတို့ရဲ့မိသားစုအပေါ်မှာထူးခြားကဘလောက်တောင်ကောင်းပေးလဲဆိုတာနဲ့ပဲတိုင်းတာတာဖြစ်လို့စာချုပ်နဲ့လက်ထက်ဖို့လည်းတခါမှမပြောခဲ့ဘူးပါဘူး။ထူးခြားတဲ့ရခိုင်မလေးကရခိုင်စားတောက်ဆိုင်နဲ့အရက်အောင်မြင်တာဖြစ်ကအရင်ကထပ်ဖို့အဆင်ပြေလာပါတယ်။ပထမအိမ်တောင်နဲ့ကွာရှင်းလိုက်တဲ့အချိန်မှာထူးခြားကဝေဖန်မှုတွေများစွာကိုရခဲ့တာရှင်။အခုလည်းဒုတိယအိမ်တောင်ကိုတရားဝင်လက်ထက်ထားတာမဟုတ်လို့သူ့ကိုပြောဆိုသူတွေလည်းရှိနေပါတယ်။တရားဝင်လက်ထက်ထားတာမဟုတ်ပေမဲ့လည်းနှစ်ဖ က်မိဘတွေကခြေပြိုပြီးဘာမှမပြောကြဘူးရှင်ထူးခြားကသူ့ရဲ့ရောက်ခမထက်အသက်၄နှစ်တောင်ပိုကြီးနေကလက်ထပ်ပေးဖို့လည်းမပူစားဘူးလို့ဆိုပါတယ်ဒါပေမဲ့ကန်းကော်ပြေဆောင်ကထူးခြားကိုနားလည်မှုလည်းပေးတယ်လို့ငငယ်ကလေးကရွာမှာဟင်းချက်ကောင်းသူဖြစ်လို့မင်းသမီးဖြစ်အောင်ပွဲမထုတ်တော့ပဲစားတော့ဆိုင်ပဲဖွင့်လင်းလိုက်ကြတာပေါ့အဲ့ဒါကြောင့်ရခိုင်စားတော့ဆိုင်နဲ့အဆင်ပြေလာပြီးဇကားရရတာထက်တောင်ဝင်ငွေကပုံမှန်ရနေလို့ဆိုင်ကိုထတ်ချက်ထားပါသေးတယ်ထူးခြားကအသက်ငယ်တဲ့မင်းကလေးကိုလည်းလက်ထပ်ထားနိုင်တဲ့အပြင်တရားဝင်လည်းမဟုတ်လို့လူပြောများပေမဲ့လည်းသူတို့နှစ်ယောက်လုံးအတွက်အ ဆင်ပြေရင်ပြီးရောဆိုပြီးလက်ခံထားတာပါတချို့သောဇုံတွဲတွေကလည်းတရားဝင်လက်ထပ်ထားတာမဟုတ်ဘဲနောက်ဆုံးအချိန်တည်းအတူတူနေသွားတာတွေလည်းရှိလို့သူကြတော့ဇုံတွဲကတော့ဒီလိုပဲဆက်လက်နေထိုင်သွားတော့မှာပါအသက်ငယ်တဲ့မင်းကလေးကိုတရားဝင်လက်မထက်ထားပေမဲ့လည်းရခိုင်စားတော့ဆိုင်ကိုပါဖွင့်လှစ်လိုက်တဲ့သူကြအပေါင်းဘရိတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ